ကိုလိုသမီးတွေဟာနောင်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့လို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလားအုံနောက်ထဲမှာရှိနေတာလားအုံနောက်ဆိုတာပြက်ချင်းပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကုသရတာမျိုးတွေရှိရတယ်သေရင်အုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့ အဲ့ဒီအုံအောင်တဲ့နှလုံးကလည်းသေရင်မိတဲ့ကြိုတဲ့ထဲပါမသွားဘူးလားဒါပြင်ကံတရားတွေမြတ်ပါသွားမလားအုံအောင်ထဲမှာနှလုံးသားထဲမှာပါသွားမလားအဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတသကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တွေကထင်သွားတော့ဆိုတော့ ုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစင်မှာဖြစ်သွားတာ mental process လို့ခေါ်တဲ့စိတ်အစင်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြစ်ကြီးစီးဆင်းနေတဲ့အချိန်မှာမြေကြီးကစီးနေမပြတ်စီးနေအဲ့လိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစင်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစင်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုံးလိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနေ နော်မရနိုင်ဘူး CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်တွေကတော့ဖြောင်းလို့မရဘူးဒါမှတ်ပြီအဲ့တော့ဒီဘွားထင်တဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပျောက်သွားရောလားလို့ဆိုပြောဆိုဗျာတင်စအာရယခိစတိဒီပုံရိပ်တွေဟာသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်စတအနုကံဟောတိ ဒါရီကနောက်ကဘဝတန်တဲ့ဟာဆက်ဆက်မှာပါသွားပြီးအယိတ်ပမာလိုက်နေမှာဖြစ်တယ်။ဒါကြောင့်မို့ပုံရိပ်မကောင်းတဲ့ပုံကိုယ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီးပုံရိပ်ကောင်းတဲ့ပုံကိုယ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်။ဒီပုံရိပ်တွေချိန်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်။ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတကမ္မတဓာတာဘွေတန္တိဆိုတာဒါကိုဟောတာเนาะ ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ထိုလှုပ်တဲ့ညာကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အမွေကိုလှုပ်သူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသက္ကတသမာဓိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှတ်ကမ္မသက္ကတသမာဓိဋ္ဌိအမြင်မရှိရင်ဘုရားဘာသာမဖြစ်ဘူး ဗုဒ္ဓံတရဏံဂစ္ဆာမိဆိုနေပြီမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဗုဒ္ဓဘာသာဆက်ဖြစ်ဖို့